ချို့ကကြတော့လေအစိုးရဟိုအပြစ်တင်မှာဆိုလို့ဖုန်းနဲ့ကားနဲ့ဖားတယ်ပေါ့ဗျာနော်အဲတချို့အဲ့လိုရှိကြတယ်ချို့ဆိုလေပေါ်တင်ကိုဖားတာဗျာနော်ပေါ်တင်ကိုဖားတာတကြည်ပြချင်းမရှိပေါ်တင်ကိုဖားတာအဲဘလီစားမလို့ကျွန်တော်မေးကြည့်တယ်ဟိုစီပင်တရားကောမဒီတာဝန်ရှိရပေါ့ဘယ်နားလိမ့်မှာဘယ်နေရာမှာဘာစောက်လို့ခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးဒါအဖြေပဲ နိုင်ငံကြာပြောတာဒီမယုံနဲ့လीဒီမှာနေပြည်တော်ဒင်းသမားလေးတယောက်ဆိုလဲတနာပါတယ်တရားစွဲခံရတော့မယ်ဟုတ်လားအဲဆွဲမယ်ဆိုရင်တော့တစ်ခုနဲ့မဆွဲနဲ့နှစ်ခုနဲ့ဆွဲလို့တစ်ခုက66ကြောက်ကြီးရေနောက်တစ်ခုကအဒီဖြတ်မှုနှမျိုးတစ်မျိုးတော့လုံးလိုက်အကြံပေးလိုက်ဒါမှရှောက်ပြောဘလုရှတ်တရှောက်ပြောရှာရုံးမရှိတိုင်းဘလုရှတ်တရှောက်ပြောနေတာရှက်သွားတယ်။နည်းနည်းငြိမ်သွားတော့နော်။နည်းနည်း သတင်းသမားဆိုတာကာကနာနာကာငယ်ကာကြီးနာငယ်နာကြီးလေးလာကြီးမပြောရှောင်းမပြောနဲ့တရားရုပ်ရောက်ကတ်ရောက်နဲ့အဲဆိုတော့မကောင်းဘူးလေနော်အဲဒီလာပြောတာလေးစားကအကုန်လုံးကတူညီစွာရှိရမှာတစ်ချက်သေးပဲငါ့ဘာဆိုငါတို့ကဒီမြန်မာနိုင်ငံဆိုတဲ့အလံတော်အောက်မှာ အတူတကွညီကုံပေါ်တော့လို့ရှင်တွဲနေထိုင်ရမယ်တယောက်နဲ့တယောက်ချစ်ချင်းမြတ်တာတရားနဲ့နေထိုင်ရမယ်တယောက်နဲ့တယောက်ဆန္ဒနာလိမ်မှုနေထိုင်မယ်တယောက်နဲ့တယောက်ကိုထောက်ထားညတာမှုနေနေနိုင်မယ်တယောက်နဲ့တယောက်ကိုအမုန်းတရားနဲ့အညှိုးတွေမရှိဘဲနေနိုင်မယ်ဆိုတဲ့စိတ်မျိုးဝင်နိုင်လို့ရှိရင်ကျွန်တော်အားလုံးကအတူတူပဲဒါကိုလက်ခံဖို့လိုတယ်ဒါကြောင့်ဒီပလီကိစ္စဒီဆောက်တာကူမှမနစ်ကပေးတယ်ဒီနေ့မှဒီကူပြီးရတဲ့ရပိုင်းလေးမှစဆောက်တာစဆောက်လို့အတန်ထွက်လာတာမနစ်ကတော့အတန်သိမထွက်ဘူးဒီနေ့တော့အတန်ထွက်လာတော့စဆောက်နေပြီလို့ဆောက်တော့စိုးရင်ဒါကိုလည်းကျွန်တော်သိစီခြင်းနဲ့ကျွန်တော်အနေနဲ့ကတော့ဒီပလီကိစ္စဒီ ိုအရေးကြီးခွင့်ရလုံးပြီးတော့ပြူပြူပြဲရှုရှိထားပြီးတော့အော်အော်တောင်းဖြစ်เสียမလိုရတဲ့ကိစ္စဖြစ်တယ်လို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ရဲ့လုပ်ရက်တွေကိုဖုံးဖိပေးနေသည်ဟုဘူးလက်လဆွေအားပြောလာတဲ့ကြော်မျိုးမင်းကိုပုံမှန်နှစ်ခုနဲ့အရေးယူမယ်လို့ဘူးလက်လဆွေကချိန်ချောက်လိုက်သည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာတင်တမလေးတယောက်ဆိုလဲတနာပါတယ်တရားစခံရတော့မယ်ဟာလားအထူးဒေတာတစ်ခုကပုဂ္ဂိုလ်ကြီးအာသူနေဒီမာဒီရောက်ဝေဖန်ရတဲ့ဘောတူပါတယ်ပါတော်သွားခင်ဗျာ ရနေပြီခဏပြန်ရောက်လို့ပါညာရန်ကုန်မှာတော့ဟိုတယ်ကြီးဝေထားတယ်ပါညာဟာဟိုတယ်ဝင်တဲ့တုံးနဲ့ဗမ်းဆိုင်နဲ့ဝင်တဲ့ကောက်တယောက်တယ်ကျွန်တော်မိသားစုမဆိုင်ဘူးလားကျွန်တော်တို့မိသားစုကိုတတတိကချာဟာကျွန်တော်တရားဆွဲမယ်လေသူတို့လာပြောတယ်ကျွန်တော်ဩတနာပါတယ်လို့ဒီချာမိညာမျိုးမိညာမျိုးလောက်တာတော့ပုံဘူးဗျာကျွန်တော်လည်းအဲ့ဒါပြောလိုက်ပါလေအဆွဲမယ်ဆိုရင်တော့တကူနဲ့တော့ဆွဲနေတာကုနဲ့ဆွဲလို့တကူကတောက်တောက်ကားကြီးနောက်တကူကအတီးရဖြတ်မှုနှစ်မျိုးတစ်မျိုးတော့လုလိုက်အကြံပေးလိုက် ဒါမှလျှောက်ပြောဘလုတ်စတက်လျှောက်ပြောရှာရုံးရှိတယ်ဘလုတ်စတက်လျှောက်ပြောနေတာတွေရှက်တော့ငနေငိမ့်တော့နော်ငနေလေးတင်းသမားလာကာကာနာနာကာငယ်ကာကြီးနာငယ်နာကြီးလီလာညီမပြောရှောင်းမပြောနေတရားရုံးရောက်ကတ်ရောက်နေအဲဆိုတော့ကောင်းဘူးလေနော်ကြိုက်တာပြောတာလစ်စာဒီနိဗ္ဗာန်နာမည်ကြီးတဲ့ဒိဋ္ဌိတော်ကြာနာမည်နာမည်ကြီးဒိဋ္ဌိတော်နဲ့ကျွန်တော်ဟိုနဲ့ဆက်ဆက်ပြောပါမယ်ဒီလိုနာမည်ကြီးဒိဋ္ဌိတော်ကဘလီကိစ္စပေါ့တော်တော်နာမည်ကြီးအဲ့ကိစ္စကိုဟောကောလို့ရဟိုင်းနေလားဟော အဲ့ဒီပလီကိစ္စလည်းကျွန်တော်လိုရင်းပြောရင်2014လ23လကျွန်တော်ဒီတိုင်ကြည့်တာကျွန်တော်တခါတည်းလုံးမရဘူးပဲဆိုတော့အဲ့လောက်ကတော့ခုပြပေးခဲ့တဲ့ဟာအဲ့ကတော့ဘုဂျုံကြီးကကျွန်တော်တို့သိတာပေါ့နော်2020နဲ့အဲမထောင်းနဲ့24တုန်းကဘာသာမောင်းစုကိုယ်တိုင်နဲ့တွေ့ဆုံအခမ်းအနားကဘုဂျုံကြီးကိုယ်တိုင်ခုပြပေးခဲ့တဲ့မြေရှိတယ်သိရတယ်ဒါဒါတော့ခုဖြစ်နေတာနေပြီးတော့ကောင်းစီနေမြေပြင်မနာမျိုးနဲ့သစ်စိတ်နဲ့ခြေွာအဲ့ဒီွာလေးမှာ အဲ့ရော်ဒီမှာဒါပလီဒီဆောက်နေတယ်ဗောဗျာအဲ့ဒါဒီဆောက်နေလို့ဆိုပြီးတော့ဘုဘမျိုးသားကြီးသမားတွေပါနေတာတွေကစိတ်ဆိုးကြတယ်ဗောတော့ဝိုင်းပြီးတင်ရတယ်ဗောတော့ဆိုတော့သူကလည်းဘောကတည်းကကာဝယ်နေသိစိတ်နေရောမှာဆိုတော့အဲ့ဒါလေရခင်ကဘုရားမကြီးကဒီဘာသာဘုံအဖွဲ့နေတွေ့တဲ့အချိန်မှာအဲ့ဒီနေရာတွေကိုဒီခရစ်အစ္စလာမ်ကိုလည်းမဟုတ်ပါဘူးခရစ်ယာန်ဗုဒ္ဓဘာသာအင်္ဂလိပ်ကန်ခရစ်ယာန်ဗောနော်ကက်သလစ်ခရစ်ယာန်ခရစ်ယာန်ကအင်္ဂလိပ်ကန်နဲ့ကက်သလစ်နောက်တော့နှစ်ချင်း နောက်တော့အဲဒီလိုမျိုးနဲ့ဘုရားဘာသာဆွန်နီအစ္စလမ်ရှီယာအစ္စလမ်ရှီယာအစ္စလမ်နောက်ကဟိန္ဒူအစရှိတဲ့ကိုယ်တွေကိုတော့ပြန်ပြီးတွေ့ရှိမှာသူတို့အတွက်ဒီနေ့တော်ရမီနေရာလေးချတာပေးတယ်လို့ကျွန်တော်အချင်းသိရတယ်အဲချတာပေးတယ်လို့ကြားဘူးလေကောနော်ဒါပေမဲ့အဲ့တော့အဲ့ဒါကြောင့်ဖြစ်ဖြစ်တယ်ကောနော်အဲ့ဒါအနေ2014ချတာဟုတ်ပြီးခဲ့တဲ့ဆယ်ရောက်ပြီးရှီယာကိုရောက်ဆယ်ရောက်ပါတော့ဆယ်ရောက်မရှိသေးဘူးပြီးခဲ့တဲ့ရက်ပိုင်းပြီးခဲ့တဲ့အောက်တိုဘာဆက်ပြင်းမှာနောက်ဆုံးတစ် စာရုံးမှာစပြီးတော့ဒီဒီ W ဆောက်ဖို့ဆိုဖောင်ဒေးရှင်းနဲ့စချရအောင်ချလိုက်ကြအဲ့ဒီမှာစပြီးတော့မြူဇိုင်းမားတွေကစပေါက်ပွဲပြီးတင်ရတော့ဗျာအာတချို့လည်းမြူဇိုင်းမားတွေနဲ့တက်လို့လည်းငြင်းပြောင်းတိုက်ပေးတယ်တချို့ကလည်းမြူဇိုင်းမားတွေနဲ့မီဒီယာတွေညှိုက်ရဲတချို့ကလည်းမြူဇိုင်းမားတွေဘာလိုက်နဲ့ညှိုက်ရဲအပတ်ရရညှိုက်ပြီးတော့တချို့ပြောတယ်တချို့ကတော့လည်းအစိုးရဟိုဖြစ်တယ်မှာဆိုလို့ဖုံးလေကားလေဖားလေပေါ့ဗျာနော်အဲတချို့ကလည်းဖြစ်ကြတယ်တချို့ဆိုရင်ကိုရီယံဖားတာဗျာနော်ကိုရီယံဖားတာတကြီးပဲချင်းစီကိုရီယံဖားတာတကယ်နိုင်ငံတော်ကတကယ်ပေးတင်ပေးတိုက်လို့အစ္စလာမ်တခုလည်းပြီးအောင်ပဲချင်းနဲ့ဘာသာအလုံးကိုပေးရည် ဆိုတော့ကျွန်တော်ပုံနေပဲနိုင်ငံတော်အဲ့လိုကြီးချပြလို့မရှိတော့ချပြလို့ရတယ်လေဘာသာရေးဆောင်ဆိုတာကလူရဲ့ချပြရရှိမိမိတို့ကဘာသာရေးဆောင်နဲ့ပတ်သက်ဗုဒ္ဓဘာသာလို့ရှိတယ်။ကျွန်တော်ဒီကြီးကြီးမားအဲ့လိုမီဒီယာချပြရမျိုးကအဲ့တိတ်လို့မရှိဘူး။ဟိုးရွာရွာကြီးမှာရှိရတယ်လို့နေရရှိအောင်။အဲ့လိုတက်တက်နာနာပြုတ်ပြရမျိုးကမရှိဘူး။အဲ့တော့နိုင်ငံတော်ကြီးကကြတော့ तू ကဘာသာပေါင်းစုံနဲ့ပတ်သက် तू စဉ်းစားထားတာမြင်ရှိတယ်။ဆိုတော့ကျွန်တော်နိုင်ငံနဲ့ပတ်သက်ချားနိုင်ငံနဲ့စဉ်းစားတာကအဲဆိုရန်ဟိုဖိနေတယ်လို့ခရစ်ယာန်ဖိနေတယ်လို့ဟိုကဖိနေတယ်လို့ဗုဒ္ဓဘာသာကရမ်းကျွန်တော်နိုင်ငံမှာဗုဒ္ဓဘာသာကိုအားလုံးလက်ယူဝိုင်းထုတ်နေတယ်ခလာတော့ကလက်ယူလိုက်ထုတ်အမေရိကန်ထုတ်ဟိုကထုတ်လက်ယူလက်ဝိုင်းထုတ်နေတယ်။ထုတ်ကြတော့ မင်းတို့ချိုးချိုးနေတဲ့လူတွေကိုပြောက်ဖို့တော့ကဒီမှကြည့်ရေကုန်မှာဆိုရင်မြို့နယ်ကောင်တော့ကြည့်လိုက်ဟာအစ္စလာမ်ခရစ်ယာန်ဘုရားဘာသာတော်တော့တော့ဆိုင်လာတာမြို့နယ်ကောင်မြို့တော်ခမ်းမရှိတဲ့နေရာမှာဘေးမှာတဲ့နေရာမှာတဲ့နေရာမှာမြို့မြို့တော်ခမ်းမရှိတဲ့ဘေးနှဖက်မှာဘုရားဘာသာနဲ့အစ္စလာမ်ခရစ်ယာန်ပွဲထားတာတော့လည်းကြည့်တော့တော့လည်းကြည့်အေဗလီယာကအခုရှိရိုင်းနာမြို့တော်ကောင်မှာဆိုတော့ပြလိုက်တာဒါတော့မိဘတော်လူတွေကပါလေရှိတယ်လားရှိတယ်နေရာတော့မလို့ကမြေရတခြားပြည်တယ်ဒါပေမဲ့ဒီလိုက်မိုက်ကြောင့်လေသူ့ရဲ့ခံစားချက်အရာဒီအစ္စလာမ်ဘာသာကိုသူစိုးရင်ကြောက်ရတယ်။အဲ့တော့စိုးရင်လည်းပြင်ကျွန်တော်ဒီကဒီလိုက်မိုက်နဲ့ဘုရားဘာသာဝင်ဒီအစ္စလာမ်ဘာသာဝင်စိုးရင်ရချောင်းရလေဖြစ်တော့မဟုတ်ဘူး။ဘာလို့လဲဆို ခင်ဗျားခုဒီနေမှာဖြစ်နေပြီလေဒီနေမှာဖြစ်နေကိစ္စဒါပေမဲ့ကျွန်တော်မြန်မာမြန်မာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေကတော့တကယ်ကိုဒီလိုမျိုးဒီနေကပြည်မှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေတော့ဟိုအရာကြီးတက်ဟိုသွေးမကြောက်ဘူးနော်လည်းအိုးဖြစ်ဘူးဒီမှာအေးစိတ်နေကြတယ်လို့တော့ကျွန်တော်အဲအဲ့လိုမြင်ထားပြီးရှင်တယ်ဘာလို့လဲဆိုတော့အခုကြည့်ရအဲ့လိုမြင်ပြရပါဘောဗျာတက်နိုင်ဘောကိုဘာလို့ဆိုတော့ကိုကလောဆယ်သူတို့အဲ့လိုနေနေတာကိုအင်းကျားဆိုနေထိုင်တဲ့အစ္စလာမ်ဘာသာဝင်တွေကတော့အတွက်ကတော့လိုအပ်ပါတယ်ဒါကိုအသုံးချပြီးတော့ရှင်းတော့နော်ဒါကိုအသုံးချပြီးတော့ ပြည်ထိုင်မှာလုပ်တယ်လို့မျိုးလုပ်ဖို့ကြိုးစားလာဆိုရင်တော့ဒါကျွန်တော်တို့နိုင်ငံအတွက်အရေးရှိတယ်။ဒါနဲ့ချက်ပဲ။ဒါပဲကျွန်မအဲ့လိုပြောချင်တယ်။တော့ပြည်ထိုင်မနှုံအောင်ကြည့်ပြီးတော့ဒီလိုကမျိုးစိုင်းမှဆိုရင်လည်းမမှာပါဘူး။ဒါတော့ဒီတော့အစ္စလဘာလာဝင်ဒါဝရှိသူတွေကိုယ်တိုင်ကလည်းတော့မှဆိုရင်လည်းမဟုတ်ဘူး။ဒါတွေကဘာကြောင့်ဆိုဒီအခြေစားမှာအစ္စလန်တွေလို့ရှိရင်တွတ်ချက်ပြတယ်။နိုင်ငံတော်ကြီးကတရက်မင်းလာလမ်းပိုင်းတွင်ကပ္ပစနှစ်စီရင်တန်းကိုကစ်ခတ်တိုက်ခိုက်မှုစစ်သား6ဦးတေဆုံးမှုဆို မကွေးတိုင်းမင်းလာမြို့နယ်တရက်မင်းလာလမ်းပိုင်းတွင်ကပ္ပစာ2စီရင်တန်းကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးသွားကြောင်းဗမာပြည်ကာကွယ်ရေးတပ် USPA မှပြန်ကြားရေးတာဝန်ခံကိုတာချူကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည် ယမန်နေ့အော်တိုဘာလ2ရက်နေ့ညနေ4နာရီချိန်တရက်မင်းလာလမ်းပိုင်းတဟပ်ပင် ရေနံမော်အနီးကပ္ပစာနှင့်မလုံမစစ်အင်အားတရားဝင်းကျင်မှာစစ်ကားလေးစီးဖြတ်တန်းလာစဉ်တော်လန်ရေးတပ်များကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းပြစ်ခတ်မှုအတွက်စစ်တပ်ဘက်မှ6ဦးသေဆုံးပြ73ဦးဒဏ်ရာရရှိကြောင်းသိရှိရသည် အဆိုပါစစ်ရင်နှန်းမှာအထက်မင်းသားမျိုးနဲ့လင်းကယ်ရဲစခန်းအနီးတာသူများအရှိကြေးရွာများကိုစစ်ကြောင်းထိုးပြီးပြန်လာစဉ်တော်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်ကပ္ပစာနှင့်မလုံမအင်အားတရာသူများအချင်းပါစစ်စိမ်းရောင်စစ်ဖောကားလေးစီးကထမင်းလာမျိုးနဲ့လင်းကဲ့ရဲစခန်းအနီးတဝိုက်ကြီးရွာတွေကို3ည8 4ရက်စစ်ကြောင်းထိုးပြီးအပြန်မှာကျွန်တော်တို့တိုက်ခိုက်တာပါ စစ်ရင်နန်းကတိုက်ခိုက်ခံရတဲ့နေရာမှာရက်တန့်ခြင်းမရှိဘဲတဟပ်ပင်ရေနံမော်ရောက်မှရက်ပြီးလက်နက်ကြီးအချက်ပေါင်းများစွာနဲ့ကောင်တာပြန်ပစ်ခတ်ပါတယ်။အပြန်လန်းတလျှောက်မဲမဲမြင်ရာရန်တမ်းပစ်ခတ်ပြီးအရှိန်မြင့်မောင်းပြေးသွားတဲ့တေဆုံးသူတွေကိုကပ္ပစာနှစ်ထဲသို့တည်ဆောင်သွားပြီးထိခိုက်ဒဏ်ရာရသူတွေကိုလည်းကပ္ပစာနှစ်ထဲမှာပဲချိန်ပြီးကူတာနေပါတယ်ဟု ပမာပြည်ကာကွယ်ရေးတပ် USBA မှပြန်ကြားရေးတာဝန်ခံကိုတာချိုကရန်ကုန်ခေတ်သစ်တည်င်းဌာနထံသို့ပြောဆိုသည် အဲ့ဒါအရင်ကဘယ်စံဘယ်လောက်ရှိလဲအစံဦးကြီးဘယ်လောက်ရှိလဲရှိမှပေးဖို့တန်တာချဖို့တန်တာဒါလေးစမ်းသပြီးချက်ပေးဖို့လိုတာအဲ့ဒီနေရာတော့ကြည့်တော့တော့ခေါင်းမယ်လို့ချက်နေသိရတယ်ခေါင်းမယ်နောက်တစ်ခုကအရင်ရဲ့ဒီအဲ့တော့ဝိုင်းမှာအစံနေအရင်များလားမများလားဆိုတော့တိတ်တော့ရိုက်တော့များတယ်ပုံမဟုတ်ဘူးဒါပေမဲ့အဲ့ဘလီပေါ်လာရင်ဘာဆက်ဖြစ်မလဲမင်းဘလီရှိသွားရင်တိတ်ကြကြမှာအစံဘာသာဝင်ရောက်လာတယ် ဘာလို့လဲအဲ့မှာသူ့ပေါင်းအဲ့ရောမနေထိုင်တယ်။နေထိုင်နေအဲ့ရောကကိုလုံးမှာရှိတယ်။မူလ origin ကတော်တော်များတဲ့ဘာသာကတဖြည်းဖြည်းနင်းနေလာပြီးတော့ Islam ဘာသာဝင်ရဲ့ပုံများလာတယ်။ဒါကလည်းမြူဒိုင်းမှာလည်းဆိုရင်ချက်ဒီဆိုရင်ကြကိုဆိုရင်ကြမရှိဘူးဆိုတော့ပြသွားအစ္စလာမ်ဘာသာဝင်တွေကပြတယ်ဘာသာဝင်တွေကပြပြရတယ်ပြီးနိုင်ငံတော်ကလည်းโอเคမင်းတို့ဆိုရင်ကြမလုံးဆောင်တက်ပြပြရတယ်အဲ့တော့သူဆိုရင်ကြကလည်းမမနေရအောင်ဆိုတော့ဒီနေမှာတကယ်ဖြစ်နေပြီနော်ဒီနေလားဆိုတော့ကပြင်သေးတို့ကြိုက်တဲ့နိုင်ငံပြောဥရောပနိုင်ငံတွေကတော့အမလီလူဝေးကောင်းတွေတက်လိုက်တာအကုန်ကျုံးနေပြကုန်တာအမေရိကန်မှာလည်းကုစားဖြစ်နေပြီဆိုတော့အရာအလုံးက တော့ကရည်လေသူတော့သူနိုင်ငံသူတော့ကလူကြီးပဲကိုနိုင်ငံကဒီလူသားရေးသမားတွေဘာဘူမူရဘာသာဝင်စိတ်တော့ကဖြစ်တာလေမှားတယ်လို့ပြောမှာဒီနိုင်ငံကတကယ်ဟိုလူများသောလူကြီးရဘူရဘာသာဝင်လေသူတို့လည်းမြို့ပြောင်မှာစိုးကြောက်တာပေါ့ခင်ဗျာမြို့ပြောင်မှာမစိုးကြောက်လို့ခင်ဗျာမြို့မြို့ပြောင်တော့ဘယ်နဲ့လို့အားလုံးကရှိချင်နေပြီအဲ့တော့အစ္စလမ်ဘာသာဝင်ဗလီဖောက်တော့အစ္စလမ်ဘုလို့ကန့်ကွက်တာဆိုတော့သူတို့ရဲ့စိုးရင်ချက်ကိုထုတ်ပြတာဒီလိုပဲမှတ်ပြီလို့လေသူတို့ရဲ့စိုးရင်ချက်ကိုထုတ်ပြတာသူတို့စိုးရင်တာမဟုတ်ဘူးဆိုတော့လေဒီအစ္စလမ်ဘာသာဝင်ခိုင်းနေတာပြဖို့လို့နိုင်ငံတော်လည်းပြတယ်ဘာသာဝင်ကလည်းပြပေးရတယ်ပြီးတော့အေးချမ်းတော်ညီတိုင်းနဲ့အစ္စလမ်ဘာသာဝင်တွေထုတ်လေ ဒီအဲ့ဒီကမှာတကယ်အစံတွေများလို့ဆိုရင်ရှိဖို့ကလေးရှိဖို့လိုတယ်။ဘာသူပဲနောက်ပေါ်ပြီးမယ်။သူပဲနောက်ပေါ်ပြီးမယ်။အဲ့ဒါလည်းလူပြန်တယ်။ဆိုတော့ဒါတွေအားလုံးကကမမျှတာလောက်မျှချီရှိသွားမျိုးလို့လေ။ပြီးတော့ဒီနိုင်ငံမှာနေတဲ့အစ္စလာမ်ဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်မို့တိုက်တာလာခဲ့။တိုက်တဲ့ဘုရားသားတွေဘယ်ဘာသာကိုယ်ကိုခင်ဗျားဘယ်ဘာသာကိုယ်ကိုပဲ။အဲ့ဒီနိုင်ငံအလှမ်းတော့အောက်မှာခင်ဗျားကျွန်တော်တို့တခုလေးရတယ်။ဒီအံကလာအောက်မှာတခုလေးရတယ်ဆိုတော့မမေ့ကြတဲ့စိတ်မျိုးရှိမှာပါ။အဲကျွန်တော်ယူလေးပြောမယ်။မြန်မာပြည်ကအစ္စလာမ်ဘာသာဝင်ယောက်ဟိုဒီဘာလဲကျွန်တော်ဟိုဘာဘာဘာလဲတို့တို့ပါပေါ့။တခြားအစ္စလာမ်နိုင်ငံတွေနိုင်ငံသွားလို့အဲ့ဒီနိုင်ငံသူ့ကိုသူ့နိုင်ငံသားတွေသိမှပြီမထင်ဘူး။ ကိုနိုင်ငံဘယ်လိုမြန်မာအမေတိတ်ကိုနဲ့စစ်တမ်းတူလို့ခံစားပြီးတော့ဖြစ်တယ်ကိုကျူလာတာဟုတ်ပြီမြန်မာနိုင်ငံကျန်တဲ့ဘာသာဝင်တယောက်ရှားနိုင်ငံတော်လို့ဟိုအတိတ်မပြောချင်လားသူတို့ရဲ့စီးရင်တွေကိုမသွင်းသေးဘူးခဏသူတို့စီးရင်တွေမထည့်ဘူးမြန်မာတို့ကတွန်းလာပြီးတော့သူတို့သူတို့ဒီဒီဒီစပွဲမှာတင်ထားတဲ့စီးရင်တွေမှာခဏဝူးနေအောင်ပေးတာမှာအဲ့ဒါပါလဲဆိုတော့ရှင်းရှင်းလေးပဲခင်ဗျားအေးဆန်ဖြစ်ဖြစ်မော်ဆယ်ဖြစ်ဖြစ်အဲ့ဆိုအေးဆန်ဖြစ်ဖြစ်ဟိလူဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်ဘာဖြစ်ဘူးတော့လားဖြစ်ဖြစ်ခင်ဗျားဘယ်တော့သွားခင်ဗျားကိုကြည့်မှာက nation နိုင်ငံကိုကြည့်တာခင်ဗျားနိုင်ငံပါတော့နိုင်ငံအဲ့ဒီနိုင်ငံဒီနိုင်ငံဒီဘာသာဝင်တွေထောက်တယ်ခင်ဗျားတို့အဲ့နိုင်ငံကနေပြီးတော့ဒီနေ့မထားဘူးဆိုတော့ခင်ဗျားတို့ကိုယ်တိုင်သိကြတယ်ဒါကြောင့်မလို့ကျွန်တော်တို့ခင်ဗျားတို့အားလုံးဟာခရစ်ယာန်အစ္စလာမ်ဟိလူမော်ဆယ်စသဖြင့် လူတွေဒီမီလီဘာသာကိုယ်ပြစီအကောင်လုံးကတင်းကြီးလာရှိရမှာတစ်ချက်တည်းပဲမှတ်ပါစို့ငါတို့ကဒီမြန်မာနိုင်ငံဆိုတဲ့အလတ်တော်အောက်မှာအထူးသဖြင့်ညီကောင်မတော်ကရှင်းတွဲနေထိုင်ရမယ်တယောက်နဲ့တယောက်ချင်းချင်းနဲ့တရားနဲ့နေထိုင်ရမယ်တယောက်နဲ့တယောက်ဆန္ဒနဲ့နေထိုင်ရမယ်တယောက်နဲ့တယောက်ကိုထောက်ထားကြတာမျိုးနေနိုင်ရမယ်တယောက်နဲ့တယောက်ကိုအမိုးတရားတွေလူတွေမရှိတဲ့နေနိုင်ရမယ်ဆိုစိတ်ကိုဝင်နိုင်လို့ရှိရင်ကျွန်တော်အားလုံးအထူးသဖြင့်ဒါကလည်းဆောင်လို့ရတော့ဒီပလီကြီးစားဒီဆောက်တာကကမနေ့ကပေးတဲ့ဒီနေ့မှာတီကူပေးတဲ့ရပိုင်းလေးမှာစားဆောင်စားဆောင်တော့တန်ထောက်လာတာမနေ့ကတော့တန်သိမထောက်ဘူးဒီနေ့တော့တန်ထောက်လာတော့စားဆောင်နေပြီဆောက်တော့ဆိုရင်ဒါကိုလည်းကျွန်တော်သိနေချင်တယ်ကျွန်တော်နေနေကတော့ဒီပလီကြီးစားဒီဟိုအရေးကြီးခွင့်ရလုံးပြီးတော့ပြုလုပ်တဲ့ရှုပ်ရှင်းထားယူတော့ပို့တော့တယ်ဖြစ်စီမလိုတဲ့ကိစ္စဖြစ်တယ်လို့ စိုးရိမ်တဲ့သူတွေကိုလည်းမစိုးရိမ်ပါနဲ့လို့မပြောခါလည်းစိုးရိမ်ရပါလိမ့်မယ်။ဘာလို့ကလည်းဘလို့အခြေအနေရှိလဲကျွန်တော်တို့သဘောထားဘာလဲဆိုတော့တော့သဆိုင်လူကြီးတွေဖြစ်တည်ပြီးတော့သဆိုင်လူတွေတည်ပြီးဆိုရင်ခရတ်ကမှတော့တောင်းချပါပြီ။ကျွန်တော်ကခဏလေးကြည့်နေပါအရင်မလုပ်ပါနဲ့။နိုင်ငံတော်ကြီးကလည်းတိကျပြသနာပါလိမ့်မယ်။သဆိုင်ကဘာသာဝင်တွေကလည်းသူတို့လုပ်နေတာလေးသူတို့လုပ်ပါလိမ့်မယ်။ပြီးတော့မင်းရတော့အေးချမ်းတော်နေထိုင်တဲ့တိုင်းပြည်ကိုအကျိုးပြုရေးဆိုတဲ့ဘာသာဝင်တိုင်းအတွက်တော့မြင်းဒီညာမှာဆိုသူတို့ဝန်ကြီးမှုတွေပလီစကူတော့လိုရပါလားမင်းလိုရပါတယ်။ဒါပေမဲ့အဲ့ဒီကူကအေးချမ်းတော်နေထိုင်ပြီးနိုင်ငံကိုချစ်တဲ့နိုင်ငံရဲ့အသားကောင်းကျေနပ်အစ္စလာမ်ဘာသာဝင်ဆိုလေပို့ကောင်းမှာပေါ့ဗျာအဲ့ဒါဆိုကျွန်တော်လည်းညီကို